ားလုံးမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်ကစင်ကုန်းကိုများတဲ့ခင်မှာဒူဘီနာဘေးခံနိုင်ဖို့အရေးကြီးတယ်ဆိုတော့ခေါင်းစဉ်လေးနဲ့ဝေမျှပေးသွားကြပါအတမွေးညောင်းတော့ပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းတော့ပဲဖြစ်ဖြစ်ပေါ့နော်အောင်မြင်ဖို့ဆိုလို့ရှိရင် IQ တို့ EQ တို့အရေးကြီးတဲ့အကြောင်းကျွန်တော်တောက်လျှောက်ပြောခဲ့ကြတယ်ပေါ့ဒါပေမဲ့ဒီဘက်ခက်မှာတော့ IQ EQ ပြင်ပေါ့ရည်ကြီးတာတစ်ခုက AQ ဆိုတဲ့အရာကိုလည်းတော်တော်များများညှောလာကြပါဘူး AQ ဆိုတော့ Advanced Quotient ပေါ့နော်အဓိကတော့ ability to handle adverse stress ပေါ့အခက်အခဲတွေကိုဘယ်လောက်ကင်တွေ့ကျော်လွှားနိုင်သလဲဆိုတာပဲဖြစ်ပါတယ်။စကားလေးတစ်ခွန်းရှိတယ်။လူတယောက်ခေါင်းဆောင်မှုအခြေချင်းကိုတာမန်ခြေတင်မှာမသိနိုင်ဘူး။ခက်ခဲတွေကြာမှာ သိနိုင်တယ်ဆိုပြီးတော့ပြောကြတာလည်းရှိတယ်ပေါ့ကိုယ့်အတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်အခက်အခဲတွေကြားထဲမှာရုံထနိုင်တဲ့သူတွေအခက်အခဲတွေကိုကျော်လွှားနိုင်တဲ့သူတွေပဲထိတ်တန့်ရောက်ကြအောင်ဖြစ်ပါတယ်ထိတ်တန့်ရောက်တဲ့သူတွေအောင်မြင်နေတဲ့သူကြည်လို့ရှင်လဲတော်တော်များများကြိုးစားတာတစ်ခုကျွမ်းကျင်တာတစ်ခုလေ့ကျင်တာတစ်ခုတည်းတည်းမရဘဲနဲ့ကြာရှုံးမှုတွေနောက်အခက်အခဲတွေကိုလည်းဘလောက်ထိရှင်ဆိုင်ကျော်လွှားနိုင်တယ်ရလဲအင်တန်ရေးကြည့်ပါတယ်ပြီးခဲ့တဲ့၄၅၆နှစ်ကိုပြန်ကြည့်လို့ရှင်2019နှစ်ကုန်ပိုင်းလောက်မှာစပြီးကိုဗစ်ကပ်ရောဂါဖြစ်တယ်တစ်ကမ္ဘာလုံးမှာလူအသေးပြောက်တွေအများကြီးဖြစ် ခဲ့တယ်ပြီးလို့ရှိရင်ကြီးဝိုင်းလုပ်ငန်းတွေထိခိုက်မှုတွေကြုံရတယ်မြန်မာပြည်မှာတော့ OB တည်တာတယ်ပေါ့ကျွန်တော်တို့ကိုဗစ်ပြီးသွားတဲ့ချိန်မှာလက်ရှိနိုင်ငံရေးအခြေအနေတွေဖြစ်တယ်ပြည်ပခါတွေဖြစ်တယ်ပေါ့နော်ဒီတန်းတွေလုပ်ငန်းတွေလည်းအများကြီးခံရတယ် မတချို့လုပ်ငန်းတွေဆိုလို့ရှင်ရက်ကုန်တယ်တချို့ဆိုလို့ရှင်ဝန်ထမ်းတွေလျှော့တယ်ကိုယ့်ရဲ့လုပ်ငန်းတွေချုပ်ပစ်တာလည်းရှိတယ်ပေါ့နော်တချို့စိတ်မကောင်းစရာကလုပ်ငန်းစပြီးတော့လုပ်နေတဲ့ startup တွေတော်တော်များများရက်ကုန်ပါဝန်ထမ်းတွေ professional တွေမှာဆိုရင်လည်းဝန်ထမ်းလျှော့တဲ့အထက်ပါသွားတာလည်းရှိတယ်တချို့ဆိုလို့ရှင်ဒီလာသာလျှော့ခံရတဲ့အထက်ပါတာရှိတယ်စသဖြင့်ပေါ့ကျောင်းရတာအများကြီးတယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ဝင်ငွေတာနည်းလာတယ်တစ်ဖက်မှာပုံစံတုံးတွေကြောင့်ကြီးမြင့်လာတယ်လောက်ကန်ခွင့်လမ်းတွေရှားပါလာတယ်စသဖြင့်ဂျန်မျိုးစုံခံရတယ်ပေါ့လေဆိုတော့ကျွန်တော်တို့နေ့စဉ်ပေါ်မှာပဲဖြစ်ဖြစ်အလုံးနဲ့စီးပွားရေးမှာပဲဖြစ်ဖြစ်ပေါ့နော် ော်ဒီအခက်အခဲတွေအကျက်တဲတွေကတော့ကြုံနိုင်တယ်ကြုံနိုင်တယ်ဆိုတဲ့နေရာမှာတချို့ရာတွေကတခုမခကြုံနိုင်တယ်တခါကျလို့ရှိရင်တခုတည်းပဲအချိန်ချင်းထပ်ပြီးတော့ကြုံရတာမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တချို့ကအခက်အခဲထန်ကြောင့်ပဲပြိုလဲသွားကြတာရှိတယ်တချို့ကြောင့်လည်းပြိုလဲတာနေပြီးတော့မှအပြန်ရုံးထပြီးတော့ရင်ဆိုင်ကျော်လွားရင်းနဲ့ရှစ်ဆက်သွားကြတာရှိတယ်ပေါ့ ကိုယ်အနေနဲ့ဆိုလို့ရှိရင်လည်းကိုကြီးပန်းထားတဲ့ပန်းနိုင်တွေကတော့ရှိမှာပဲပန်းနိုင်ကိုချောင်ရင်းနဲ့တခါတရံခက်ခဲကြက်တဲတွေလောကရန်ရဲ့ရိုက်ချက်တွေကိုကြော်ဝါနိုင်ရောဒါပေမဲ့ကျွန်တော်တို့ပြိုလဲသွားလို့မရဘူးပြိုလဲသွားတဲ့ဆိုရင်တော့ပြန်ထပြီးတော့ရှေ့ဆက်ဖို့လိုတယ်ပေါ့နော်အရေးကြီးတာတောင်းခံနိုင်ဖို့လိုတယ်ဒီနေ့ခင်မှာဆိုပို့ပြီးသေးတယ်တော်တော်မာမာတော်တော်တောင်းခံနိုင်မှာရှေ့ဆက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ adversary quotient အတိုင်းပေါ့နော် ability to handle adversaries ခက်ခဲတွေကိုကင်တွယ်နိုင်မှုကြော်လာနိုင်မှုအရေးကြီးပါတယ်ဒါတွေကင်တွယ်ကြော်လာပြီးတော့ရှေ့ဆက်မှသာလဲကျွန်တော်တို့လိုချင်တဲ့အခြေအနေကျွန်တော်တို့လိုချင်တဲ့အနာဂတ်ကိုရရှိမှာဖြစ်ပါ ါတယ်အားလုံးကျေးဇူးတင်ပါတယ်